ရူဘင်အမော်ရင်ကိုယုံကြည်ချက်လေးတစ်ခု ထားဖို့ပဲလိုပါတယ် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. အလုံးမင်းလာပါ. Cocaine Star Football Show ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီ video မှာတော့ Manchester United နဲ့ပတ်သက်တဲ့ topic လေးတခုကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။အဲ့ topic လေးကတော့ကျွန်တော်ညဒန်းမှာပြောခဲ့တဲ့ Ruben Amorim ကိုယုံကြည်ချက်ရှိဖို့လိုတယ်ဆိုတဲ့ topic ပဲဖြစ်ပါတယ်ခင်ဗျာ။ So, Amorim ကြောင့်မပြောခင်မှာ Eric Ten Hag နဲ့ပတ်သက်ပြီး စာဆွေးနွေးရလိမ့်မယ်။ကျွန်တော်တွေလည်းနဖျားမဟုတ်တဲ့အတွက်ကြောင့်အရစ်တန်ဟအောင်မြင်မယ်မအောင်မြင်ဘူး။တိတိပပပဘယ်သူမှမပြောနိုင်ဘူး။ဒါကကျွန်တော်တယောက်တည်းမဟုတ်ပါဘူး။ကဘာပေါ်ကနမေကြီး football expert တွေ football bandit တွေအရစ်တန်ဟရောက်လာတဲ့ဒီကောင်ကသွားပါပြီကွာမအောင်မြင်ပါဘူးလို့ဘယ်သူမှမပြောခဲ့ကြသလိုတေချာပေါ့အောင်မြင်မယ်လို့လည်းဘယ်သူမှမပြောရဲဘူး။ကျွန်တော်ရအရင်တော့က तू ဘာလုပ်ခဲ့လဲသူ့ရဲ့ portfolio တွေကိုကြည့်ပြီးတော့ command နဲ့သဘောမျိုးပါပဲ။ ဆိုတော့ Eric Ten Hag ဒီ Ruben Amorim လိုမျိုး United အသင်းကိုရောက်ရှိလာတာပါသူတို့နှစ်ယောက်ရဲ့ profile ကအရင်ကြီးမကွာဘူး Amorim ကလည်း Sporting Lisbon မှာအောင်မြင်အောင်တာဝန်ထမ်းရွက်ခဲ့တယ်လို့ Eric Ten Hag ကလည်း IS မှာအောင်မြင်ခဲ့တဲ့နီးပြတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ United အသင်းကိုရောက်လာတဲ့အချိန်မှာဘာကြောင့်မအောင်မြင်သလဲဘာကြောင့်ရှုံးနိမ်သွားသလဲစတဲ့မိကုန်းနေအများကြီးမေးစရာရှိပါတယ်အဖြေကတော့ရှင်းတယ် ဒါပေမဲ့အဲ့ဒီရှင်းတဲ့အဖြေကိုကျွန်တော်တို့တပံပြန်ပြီးတော့ဖြေရှင်းမယ်အဖြေထုတ်မယ်ဆိုရင် အမတန်အမတန်ခက်ခဲပါတယ်ရှင်းတဲ့အဖြေကတော့ Manchester United ကြောင့်လို့ပဲပြောရမှာဖြစ်ပါတယ် Modern Molonlo ကရဲ့ club တင်းနေတဲ့မှာ Man United နီးပြဖြစ်ရတာမလွယ်ဆုံးပါပဲအမတန်အမတန်ကိုခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒီတော့ကြောင့်နိုင်ငံခြားမီဒီယာတွေရဲ့ဖော်ပြချက်တချို့ထဲမှာဆိုရင် United အသင်းဒီနီးပြတွေရဲ့တင်ချိုင်းလို့ကို အတုံးနှုံသုံးထားတာတွေ့ရပါတယ်ခင်ဗျာတကယ်တော့လည်းမှန်ပါတယ်အခုနောက်ပိုင်းပြုပြင်ပြောင်းလဲနေတဲ့တိုးတက်အောင်လုပ်နေတဲ့ကလပ်သင်းတွေထဲမှာယူနိုက်တက်ကနီးပြပြောင်းလဲမှုအများဆုံးအသင်းလို့တောင်ပြောလို့ရတယ်ချယ်ဆီနဲ့တိတ်ပြီးမကွာဘူးပေါ့နော်ချယ်ဆီယူနိုက်တက်နှစ်သင်းကလည်းတကိတကအောင်မြင်ခဲ့တဲ့အသင်းတွေဖြစ်တာနဲ့အညီအခုချိန်မှာပြန်လဲအောင်မြင်မှုရရှိဖို့စူးစမ်းလှုပ်ဆောင်နေတဲ့အပိုင်းတွေတွေ့ရတယ်အဲ့ဒါပါ every day အပိုင်းကိုကျွန်တော်ပြန်လှည့်အောင် ဆာလက်ယူနိုက်တက်ကိုတာဝန်ယူစဉ်အချိန်ကာလတုန်းကလည်းအဘားဒင်းကနေပြောင်းရွှေ့လာတဲ့ပထမရာသီတွေကိုကြည့်ကြည့်ပါအဲ့လောက်ထိရလက်မကောင်းသို့ပေမဲ့ဆာလက်ဒီယူနိုက်တက်အသင်းမှာဆက်ရှိနေတဲ့အသင်းပရိသတ်တွေတာဝန်ရှိတဲ့သူတွေကအချိန်ပေးပြီးအောင်မြင်အခမ်းအနားဆုံးနှီးပြရည်တယောက်ဖြစ်သွားတယ်ဒီဘက်ကကြတော့အဲ့လိုမဖြစ်တော့ဘူးဘာကြောင့်လဲမီဒီယာတွေကယူနိုက်တက်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်ဖော်ပြကြတယ်ဒီဖော်ပြမှုတွေထဲမှာ ကောင်းတယ်ဆိုရင်လည်းအရင် hype တယ်ဗျာမကောင်းဆိုရင်လည်းတကုံပိုးသို့ပတ်ဆက် target တစ်ခု ထားပြီးတော့ကိုပေါ်ပြကြတာဆိုတော့နီးပြလည်းဖီအားများတယ်ကစားသမားတွေလည်းဖီအားများတယ်အဲ့နောက်ကွယ်မှာအောင်မြင်မှုထက်စာရင်ကြာရှုံးမှုလမ်းကိုဥတီသွားတဲ့ပုံစံတွေများပါတယ်မီဒီယာအားကြောင့်ပြိသက်စိတ်ဝင်စားမှုများတဲ့အားကြောင့်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါက United အသင်းအရအစိုးဆုံးပေါ့နော်တခြားအသင်းတွေလည်း modern ball လောကမှာ tight တဲ့အလျောက် ဖိအားပြင်းထန်မှုတွေရှိလာပါတယ်။နောက် Eric Ten Hag လက်ထက်မှာ Sergeant Radcliffe တို့မရောက်သေးခင်တိကျတေကြခိုင်မာတဲ့ strategy တွေအပြောင်းအရွှေ့ policy တွေမရှိသေးတာတည်းရဲ့ကြောင့် Eric Ten Hag ကအစိုးဘက်ကို ပို့ပြီးတော့ဥတီသွားတယ်လို့ပြောရမှာပါ။အဲ့ဒီအချိန်ကာလမှာ United အသင်းဒီအသင်းကိုတိုးတက်ဖို့အတွက်ကြိုးတော့ကြိုးစားတယ်။ဒါပေမဲ့လည်းအခု Sergeant Radcliffe တို့နဲ့မတူဘူး။အခုမှ United တို့ရဲ့ ွားခြင်းနဲ့ goal ကပုံပေါ်သွားတာအဲ့ခေတ်ကာလမှာတစ်ဖက်အသင်းကတစ်ဖက်က Chelsea ကိုတော့ဘိုလီတို့ရောက်နေပြီဘိုလီတို့ဒီ money ball ပုံစံနဲ့အသင်းကိုတိဆောက်တယ်အဲ့တော့ money ball ဆိုတာအဲ့ဒီငွေကြေးသုံးစွဲမှုတွေကို ထိထိရောက်စနစ်တကျနဲ့ကိန်းကနေအချက်လက်တွေအတိုင်း strategy ကြကြသုံးစွဲမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်လူငယ်ကစားသမားကောင်းများသောကိုခေါ်တဲ့အသင်းကိုအနာဂတ်အတွက်တိဆောက်တယ်ဆိုတဲ့ style သွားတာပါဟုတ်ပါအဲ့ United ကအဲ့ချိန်ကာလာ Chelsea က Manny Bo နဲ့ကစားသမားတွေဝယ်နေတဲ့အချိန်အဆင်ပြေတဲ့ကစားသမားတွေ popular ဖြစ်တဲ့ကစားသမားတွေကိုရှောက်ခေါ်တယ်။အတင်းမှာဟိုနေရာရတာမရတာဒီကစားသမားခြေသွမ်းပြနိုင်ဤမပြနိုင်ဤเนาะအံဝင်မဝင်မစင်းစားဘူးခေါ်ပလိုက်တယ်လောက်ခပမာဏတွေအများကြီးပေးပလိုက်တယ်ပြောင်းရွှေ့ခြေတွေအများကြီးပေးလိုက်တယ်ဒါတွေကလည်းရှေ့ကနီးပြအဆက်ဆက်ပေါ်မှာ impact တော့ဖြစ်စေတယ်လို့ကျွန်တော်ထင်တယ်ဒါအရင်တော့ Eric Ten Hag နဲ့ United တို့ရဲ့အခြေအနေဇိုးတွေအစ်မပြေတဲ့ ပုံစံအခင်းချင်းတွေကိုဆွေးနွေးခဲ့တာပါဆိုတော့အခုချိန်မှာ အပုံစံတိုင်းမဟုတ်တော့ဘူးအသင်းပိုင်ရှင်သစ် Sergeant Radcliffe ရောက်လာတယ်အသင်းရဲ့ management ဘိုင်းကိုသူစပြီးတော့ပြောင်းလဲမှုတွေလုပ်တယ်အခုချိန်မှာလည်းသူလိုချင်တဲ့စိတ်ကြိုက်နည်းပြ Ruben Amorin ကိုရောက်အောင်ခေါ်ထားတယ်ဒါ Eric Ten Hag နောက်ပိုင်း Sergeant Radcliffe တို့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေကိုပြောပြတာပါတော်တော်အဲ့ဒီလုပ်ငန်းဆောင်တာတွေက မှန်တယ်မမှန်ဘူးဆိုတာလည်းအတိအကျပြောလို့မရပြန်ဘူးသူတို့လိုမျိုးစီစဉ်နေတကြအစုအဖွဲ့နဲ့လှုပ်တဲ့လူတွေတောင်အမားရွေးနေရှိတာဗျာကျွန်တော်တွေကအဝေးကနေခံမှန်းနေတာပို့လို့တောင်မလွယ်ပါဘူးခင်ဗျထားပါ potential ပဲကျွန်တော်တို့ကြည့်အောင်အခုဇန်နဝါရီပြောင်းရွှေ့ကာလမှာ Patrick Dorgu တယောက်တည်းကိုသာလေ United ကိုခေါ်ခဲ့တယ်အရှင်တော့ကဂလီဇာတို့လက်ထက်မှာဆိုရင်ဒေါ်ကူတယောက်ပဲခေါ်မယ်ထင်ပါသလားရှောက်ခေါ်မှာဟာ မတို့တင်ရတော့အမပေးစရာအဆင့်၁၀နောက်ရောက်နေပြီအစိုးဆုံးအခြေအနေဖြစ်နေပြီဆိုပြီးရေတို့ခက်ခဲမှုကိုပဲရေတို့ဖြည့်ရှင်းမှုကိုပဲအဓိကထားပြီးတော့လုပ်မှာဆိုတော့အခြေအနေဆိုလို့ကစားသမားတွေကိုခေါ်တယ်အဲ့ကစားသမားတွေကိုမတန်ဆဈေးတွေပေးတယ်လောက်ကပမာဏတွေပေးတယ်ပို့ပြီးအခြေအနေဆိုးသွားဒီလိုပဲတန်တရားလဲနေမှာဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ Sergeant Radcliffe ရဲ့အခြေအတွေ့ကိုကျွန်တော်မြင်ခဲ့ရတယ်အဲ့ဒါပြီးခဲ့တဲ့ဘောလုံးရာသီဇန်နဝါရီကာလတွေကတရားမှမခေါ်ခဲ့ဘူးဒါသည် အရင်တော့ United နဲ့မတူတော့တော့လောက်ရတီဖြစ်ပါတယ်အသူတို့ရဲ့ plan ထဲမှာ DRD ဘလို့ရတီမှုပဲဖြစ်ဖြစ်ဗျာကိုကုံပြောမယ်တမ်းစင်းရပြီဆိုတော့ UEFA Champions ရှိနေမယ် Europa League မှာအမြင့်ဆုံးနေရာတနေရာအထိသွားမယ်ကဲ Europa League မရဘူးဆိုရင်လည်း DRD ထားလိုက်တော့ဆိုတဲ့စိတ်ကူးစိတ်တမ်းမျိုးရှိနိုင်တယ် Ruben Amorim ကိုထုတ်မှာမဟုတ်ဘူးဗျာအဲ့တော့ Ruben Amorim ဘသူ့ကိုကြိုက်လဲအဓိကဘသူ့ကိုလိုချင်လဲမင်းမဖြစ်မနေယူဂျင်ရဲ့ကစားသမားကိုပြောဆိုပြီး ပက်ထရစ်ဒေါ်ဂူတယောက်လောက်ပဲခေါ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီခေါ်ယူမှုကလည်းအတိုင်းအတာတစ်ခုထိမှန်ကန်ခဲ့တယ်ဒါအစပဲရှိသေးတယ်နောက်ကျွန်တော်စဉ်းစားမှာရူဘင်အမော်ရင်အပိုင်းအမော်ရင်ကိုကြိုက်တယ်မကြိုက်ဘူးပြောလို့ရတယ်သူပေမဲ့အမော်ရင်ကိုမတင်တော်ဘူးတင်တော်ကြီးရတော့အခုချိန်မှာပြောလို့မရအောင်ဘာကြောင့်လဲဆိုတော့တော်လာပါကြီးရဲ့ဆိုတော့နီးပြတယ်အသင်းကြီးတွေမှာမမြဲပါဘူးအခု Juventus နီးပြ Thiago Motta အတင်းကနေထုတ်ပယ်ခံလိုက်ရပြီမော်တာဆိုလဲဗျာဆရာကြီးပဲလေဂျီရိုနာမှာအကောင်းဆုံးကစားပုံတစ်ခုကိုတီဆောက်ခဲ့တယ်ဟာနီးပြီးပါဆရာကြီးဘာညာကျွန်တော်တို့ကြွယ်ခဲ့တာပဲတို့ပေမဲ့ယူဗီနက်စ်မှာထင်သလားအစင်မပြေခဲ့ဘူးကဲအများစုလူချင်းနေတဲ့ဇနဒင်ဇီဒန်ရောက်လာတယ်ပဲထားတော့ဇီဒန်ကိုလည်းအတိအကျအောင်မြင်မယ်လို့ပြောလို့မရဘူးဇီဒန်ကလုံးဝ ready made အသင်းတွေကိုပဲကင်ခဲ့တာယူနိုက်တက်က ready made အသင်းတစ်သင်းမဟုတ်ဘူးအစအဆုံးအောက်ခြေကပြုစုပြောင်းအောင်မယ်အသင်းမျိုး အဲ့တော့ကြောင့်နီးပြရွေးချယ်မှုမှာလည်းအရင် limited ဖြစ်တယ် ruby amori မရှိဘူးဆိုရင်ကဘသူ့ကိုကျွန်တော်ရွေးမလဲဗျာဘသူမှယုံကြည်လို့မရဘူးကဲ savi alonso လာပါမလားလာရဲဆိုရင်တော့ united မှာအောင်မြင်ပါမလား savi alonso အောင်လာမလားမီဒီယာမိကုန်နေအများကြီးပဲအဲ့အတွက်ကြောင့်နီးပြခေါ်ရဆိုတာလေ reality မှာကျွန်တော်ရဲ့ potential ပဲမှန်းလို့ရတာကန်တရားနဲ့လည်းအများကြီးဆိုင်တယ်အခုပြိုင်မဲ့နီးပြတွေကိုကြည့်အာနာစတော့မယုံကြည်နိုင်တဲ့အကောင်းလာအောင်မှန်ကန်သွားတယ်ဒါပေမဲ့အာနာစတော့ယူနိုက်တက်ရောက်လာရင်အောင်မြင်ချင်မှအောင်မြင်မှာ အတွန်းနည်းလိုပဲအာတေတာအသစ်ကိုဆက်ဆက်ရောက်တဲ့အချိန်တုန်းကဘယ်သူမှယုံကြည်မှုမရှိခဲ့ဘူးအခုချိန်မှာ အာတေတာဒီ trophy အောင်မြင်မှုတော့မရတာဘူးဒါပေမဲ့တခြားအသင်းကိုအောင်မြောင်လုပ်ပေးထားနိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်။ဒါတောင်မှတချို့အာစနယ်ပရိသတ်တွေကအာတီတာထွက်တဲ့ဘာညာပေါ့နော်။အာတီတာလောက်ကောင်းတဲ့နည်းပြအာတီတာပဲရှိတယ်။အဲ့တော့ပြောချင်တာလူလူကိုနမလိုက်နိုင်ဘူး။ကျွန်တော်ရရူဘင်အမော်ရင်ကဒီချိန်မှာယူနိုက်တက်အတွက်အသင်းတော်ဆုံးနည်းပြတစ်ယောက်ပဲ။တခြားနည်းပြရှာမယ်ဆိုရင်လည်းမရှိဘူး။ဘာကြောင့်လဲဆိုတော့သူက Sporting Lisbon ကို ကာကြီးကအဆုံပြုစုပြောထောင်ခဲ့တဲ့နီးပြတရားသူ့လက်ထက်မှာလူငယ်ကစားသမားကောင်းတွေအများကြီးပေါ်ထွက်ခဲ့တယ်အရင်ကတာမန်ကစားသမားဘဝကနေကဘာအဆင့်ဖြစ်သွားတဲ့သူတွေအများကြီးရှိတယ်ဒိုင်ယိုမန်ဒီတို့ဗီဒယောဂီယက်တို့နော်စတဲ့ကစားသမားတွေဒီသူ့လက်ထက်မှာနောက်တစ်ဆင့်ကိုခုန်တက်သွားကြတာဗီဒယောဂီယက်ဆို20လောက်တက်သွားတယ်ဒါအပြင်လူငယ်လေးတွေဖြစ်တဲ့ဂျူဗန်နီကွင်းနာတို့နော်ခြေသွန်းကောင်းတွေပိုင်ဆိုင်ပြီးအခုချယ်စီကတောင် ခေါ်သွားခဲ့ပြီလူကြီးလူငယ် ဒါမှမဟုတ်လေ level တစ်ခုရှိတဲ့ကစားသမားတွေကိုပြိုးထောင်တဲ့နေရာမှာ Amorin ကိုကျွန်တော်တွေကမေ့ထားလို့မရဘူးအဲ့တော့အခုချိန်မှာ Amorin ဒီလူငယ်တွေကိုနေရာပေးရတယ် Heaven ဗျာဒဏ်ရာသွားလို့ပြောပြောဆိုနေရာပေးလိုက်တယ်ခေါင်းကြီးကြောင်ပြောက်နေတဲ့အချိန်မှာနေရာပေးနိုင်ခဲ့တယ်တချို့တော့အပိုင်းတွေမှာတော့ frame မကျသေးတဲ့အတွက်ကြောင့်လူအပ်ချက်တွေရှိကောင်းရှိနိုင်တယ်တခါလေကျရင်ကျွန်တော်တွေကအသင်းတစ်သင်းရဲ့ reset တွေ trophy အောင်မြင်မှုတွေကိုပဲကြည့်လို့မရဘူးတခြားသောဘယ်နေရာတွေမှာ အောင်မြင်အောင်လုပ်ပေးနိုင်ခဲ့တယ်လဲဆိုတဲ့အပိုင်းနေလဲလေးလာဆန်းစစ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်အခုသုံးသက်ချက်တရားခိုင်တော့မှန်တယ်လို့ကျွန်တော်အာမမခံဘူးရူဘင်အမော်ရင်ကလည်းအရစ်တန်ဟတ်လိုမျိုး floppy အတင်းကနေထွက်ကောင်းလဲထွက်ရနိုင်တယ်ဒါမှမဟုတ်လေရူဘင်အမော်ရင်အောင်မြင်လဲအောင်မြင်သွားနိုင်တယ်သို့တော့ potential တွေဖြစ်တဲ့ဇွမ်းတွေဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်တွေလေးလာဆန်းစစ်ကြည့်မှုအရတော့ရူဘင်အမော်ရင်က United အတွက်အသင့်တော်ဆုံးနီးပြဖြစ်ပါတယ်သူ့ကို အချိန်လေးတစ်ခုပေးပြီးတော့ပဲစောင့်ကြည့်ရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားကျင်ပါရခင်ဗျကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်